ကျွန်တော်ကဂါဇာစစ်ပွဲဆိုင်ရာနောက်ဆုံးတရင်များပြင်စတင်မှာဖြစ်တယ်။ဟာမတ်အစ္စရေးနဲ့အမေရိကန်ပြည်ထောင်စုမှကိုယ်စားလှယ်ဖွဲ့တွေဟာအရေးကြီးသောဆွေးနွေးပွဲများအတွက်အီဂျစ်တို့ရောက်ရှိလာခဲ့ကြပါတယ်။အီဆွေးနွေးပွဲများဟာအစ္စရေးနဲ့ဂါဇာအကြားဘေးပခါတွေကိုဆုံးတိုက်ရန်ရည်ရွယ်ပါတယ်။ဆွေးနွေးပွဲဟာပင်လယ်နီကမ်းခြေမှာရှိတဲ့ရှန်အက်ရှိတ်မြို့မှာကျင်းပလည်ရှိပါတယ်။၎င်းဟာလွန်ခဲ့သောနှစ်နှစ်ကဟာမတ်ရဲ့အောက်တိုဘာ9ရက်တိုက်ခတ်မှုရဲ့ဒုတိယနှစ်ပတ်လည်နဲ့တပြိုင်နက်တည်းဖြစ်ပေါ်လူနီးပါးဖြစ်ပါတယ်။ ၎င်းတက်ခတ်မှုဟာဤစစ်ပွဲကိုစတင်ခဲ့ပါတယ်။တရားဝင်ညှိနှိုင်းဆွေးနွေးမှုတွေကိုယနေ့နောက်ပိုင်းမှာစတင်ရန်စီစဉ်ထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုးတက်မှုရရှိရန်လွန်ကြိုးစားလှုံ့ဆော်ခဲ့ပါတယ်။၎င်းဟာညှိနှိုင်းသူတွေကိုအမြန်ဆောင်ရွက်ရန်နဲ့သဘောတူညီချက်တစ်ခုကိုအမြန်ဆုံးရရှိရန်ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတကသဘောတူညီချက်မရရှိပါကတွေးထွက်တန်ရုံမှုများစွာဖြစ်ပေါ်လာမည်ဟုတတိပေးခဲ့ပါတယ်။အဆိုပြုထားတဲ့သဘောတူညီချက်တွင် ပြေခတ်ရဆဲရင်နဲ့ဒဇခံများနဲ့အကျဉ်းသားများဖလဲရေးတို့ပါဝင်ပါတယ်။အစီအစဉ်ရဟမာစာဂါဇာမှာရှိတဲ့အီဇွေးဒဇခံတွေကိုလုပေးမှဖြစ်တယ်။အပြန်လည်အနေဖြင့်အီဇွေးဟာအီဇွေးအကျဉ်းထောင်များတွင်ရှိသောပါလက်စတိုင်းလူမျိုး2000ကျော်ကိုလုပေးမှဖြစ်တယ်။အဆိုပြုချက်တွင်အီဇွေးတပ်ဖွဲ့များ၏တပြေးပြေးဆုတ်ခွာရေးနဲ့ဟမာစ်၏လက်နက်ဖြတ်သိမ်းရေးတို့လည်းပါဝင်တယ်။ ဒါပေမဲ့ဟာမတ်စ်က၎င်းတို့ရဲ့လက်နက်တွေကိုလက်လို့ရဒီမှာအနီရောက်မြင်ကဲလို့ဖြစ်ပြီး၎င်းတို့လက်မခံနိုင်သောအရာတစ်ခုဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။တမနာထွန်းဟာ၎င်းအထူးကိုယ်စားလှယ်စတိဝတ်ကော့ဖ်နဲ့၎င်းတမက်ဂျေရကုစနာတို့ကိုဤသဘောတူချက်ကိုအပြစ်တရန်ဆီလုပ်ခဲ့ပါတယ်။ထွန်းကဤလိုပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကအလွန်ကောင်းမွန်သောတွေ့ဆုံပွဲတွေပြုလုပ်ခဲ့တယ်။အစ္စရေးပေါင်းချင်းမှာရှိတဲ့နိုင်ငံများစွာ မု슬လင်နဲ့အာရဗ်နိုင်ငံများအပါအဝင်ဟာမတ်စ်နဲ့ကောမွန်နဲ့တူဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။၎င်းကအဆင်ပြေနေဖို့ရပါတယ်။ကျွန်တော်တို့ဟာခရဆောက်ဆန်းပြီးအရာအလုံးမျိုးတို့ဖြစ်ပေါ်လာမျိုးကိုကြည့်ရှုရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ထရဟာဤသဘောတူညီချက်ကဂါဇာမှာချရှိနေသောဟာမတ်စ်တိုက်ခိုက်ရေးသမားတွေရဲ့အသက်များကိုကယ်တင်နိုင်မယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့၎င်းဟာဟာမတ်စ် တစခံတွေကိုမလုပေးပဲစစ်ပွဲကိုအဆုံးသတ်ရန်သဘောမတူပါကကောင်းတို့အပေါ်အကုန်လုံးဗျမ်းမာဖြစ်သွားလိမ့်မယ်လို့တတိပိတ်ခဲ့ပါတယ်။ဝန်ကြီးချုပ်ပစ္စမေနာတရားဟုက၎င်းညွန့်နိုင်သူတွေကိုအီဂျစ်တို့စီလုခဲ့တော့လဲအစ္စရေးဂါဇာပေါ်လေကြောင်းတိုက်ခိုက်မှုများဆက်လက်ဖြစ်ပေါ်နေပါတယ်။ဟာမတ်စ်မှလေပတ်နေတဲ့ဂါဇာအရသာကာကွယ်ရေးအင်ဂျင်စီကလွန်ခဲ့တဲ့24နာရီအတွင်းအစ္စရေးနောက်ဆုံးလေကြောင်းတိုက်ခိုက်မှုများကြောင်းအနည်းဆုံးလူ20တေဆုံးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ဟာမတ်မလက်ပနေတဲ့ဂါဇာတမယေဝဇိတနာကဣဇွေဒိုးစစ်စမှုဒီဂါဇာတွင်ယခုအချိန်ထိလူ6900ကျော်ကိုတပ်ဖြတ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။မေဂန်နိုင်ဂျိုင်းဝန်ကြီးမာကိုရူဘီယိုကညီနိုင်သူများမစတင်မီဣဇွေအဘုံကျဲတက်ခတ်မှုများရပ်တန့်ရန်တိုက်တွန်းခဲ့ပါတယ်။တကြိမ်တည်းမှာပဲဤဆွေးနွေးပွဲတွေကိုအင်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ဤချစ်ကညီနိုင်မှုများရဲ့ရည်ရွယ်ချက်မှာအပြစ်ခရရစေရင်တဲ့အကျဉ်းသားဖလဲရေတို့ဒီပိုင်းနဲ့တဲ့ ဖြစ်ပေါ်နိုင်ရန်တင်းကြော်သောအခြေအနေများကိုဖန်တီးရန်ဖြစ်တယ်လို့ပြောကြားခဲ့တယ်။ထရန့်ညေဂျန်ရဲ့အစည်းအဝေးကအခြားနိုင်ငံများထံမှထောက်ခံမှုရရှိထားတော့လဲလူတိုင်းက၎င်းအကောင်းမြင်မှုကိုအပြည့်အဝသဘောမတူကြပါအပြေဝါထောက်ခံမှုမပေးသူများထဲတွင်အစ္စရေးဝန်ကြီးချုပ်ဗဂျမန်နာတန်ယာဟုလည်းပါဝင်သည်။တရင်များအရဟာမတ်စ်ကတဘောသူချက်ကိုစဉ်းစားရန်စိတ်ဝင်စားမှုပြသခဲ့ပြီးနောက်ထရန့်ကနာတန်ယာဟုကိုပြေခဲ့တဲ့ပတ်ကဖုန်းဆက်ခဲ့ပါတယ်။ သို့သောနေရယဟုကလကောင်းသည်ဘာမှမဆိုလိုပါဘူးပြောကဟာမတ်လှုပ်ရှားမှုကိုပယ်ချခဲ့သည်ဟုတင်းများကဆိုသည်ဤမချက်ဒီထွက်ကိုအလွန်ဒေါသထွက်စေခဲ့ပြီး၎င်းသည်ပြင်းထန်သောတုပ်ပြမှုတစ်ခုပေးခဲ့သည်ဤရာသည်၎င်းတို့ညင်နိုင်သူများသည်လက်ပေါင်းများစွာတွင်အလေးနှင့်ဆုံးညဉ့်ယဉ်ဤဆုနှစ်ပွဲများအတွက်ပြင်ဆင်နေစဉ်တွင်ထိုင်နေနာတန်ယဟုအကြားတင်းမာမှုများရှိနေသည်ကြောင်းပြသထားသည် ယခုအစ္စရေးမေကန်နဲ့ဟမတ်စ်မှနေနိုင်သူများအစ်ဂျီတို့ရောက်ရှိလာတဲ့နေ့အမျှတတမရေးရသည်ဂါဇာစစ်ပွဲကိုဆုံးသတ်ပြီးအစ္စရေးတပ်စခန်းများကိုပြန်လည်ယူဆောင်လာနိုင်မလားဟုကဘာကြီးကစောင့်ကြည့်နေပါသည်